ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည်စုံကြပါစေကိုစိတ်နှပါဆွေလန်းချမ်းမြေ့ကြပါစေလို့ကျွန်တော်ရဲ့ပြည်စုံမြတ်တာ YouTube Channel Live လေးကနှုတ်ခေါ်ဆက်တာပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ဒီနေ့မှာကြတော့ကျွန်တော်တို့ဟိုတနေ့ကကျွန်တော်တို့ပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ကဒီ single fare ကျွန်တော်တို့ဒီ turbo motor လေးကိုပတ်မယ်ပေါ့နော်ဒါကကြတော့သူ့ရဲ့အဲထက်စီရမယ်ကျွန်တော်တို့ဒါ running ကိုင်ပေါ့နော်အားလို့ရေးထားပါတယ် running ကိုင်မှာကျွန်တော်တို့က6 8 10 7နှစ်ဆိုပြီးတော့ထည့်ရမှာဖြစ်ပါတယ်6မှာ30နဲ့တပင်း အရှင်းမှာ43 10မှာ66အဆက်နှစ်မှာကျတော့ကျွန်တော်တို့69ဘက်အတုပ်ပြထားတဲ့ဝါယာဂျိုးလေးကကျတော့ SPG ကျွန်တော်တို့ဝါယာဂျိုး23ဖြစ်ပါတယ်ခင်ဗျာအဲ့တော့မော်တာလေးကကျတော့ဒီမှာကျွန်တော်တို့မြင်တွေ့ရမယ့်အတိုင်းပဲအသေးသေးလေးပေါ့နော်ဒါကျွန်တော်တို့ကဂီယာလေးနဲ့သူတွဲပြီးတော့အတုပ်ပြမယ်ပေါ့နော်ဒီမှာနေပလိတ်မှာရေးထားတာကျတော့ဘိုးရိုက်က220 frequency ချိန်နှုန်းမှာကျတော့60လို့ပြထားပါတယ်ခင်ဗျာနော် အဲဒီမှာ MPR ကျတော့2အနစ်ဒသမ5 MPR ပြီးလို့ရှိရင် RPM မော်တာရဲ့လည်နှုန်းကကျတော့ကျွန်တော်တို့ဒီ2820ဆိုတော့3000နီးပါပေါ့နော်လူတူပူစောနေကျတော့အဲပြီးလို့ရှိရင် running condenser မှာကျွန်တော်30 UF 450ဗို့အဲပြီးလို့ရှိရင်စတမှာကျတော့ကျွန်တော်ဒီ95 UF အာ950ဗို့နော်ပြီးတော့ဒီမှာသူကအာ drive map ပုံစံလေးကိုလည်းသူကဒီမှာ ဒီ main plate လေးမှာရေးပြထားတယ်ပေါ့နော်ကဲဟုတ်ပြီခင်ဗျာဒါဆိုရင်ကျွန်တော်တို့ကဒီ motor ကိုစပီးကျွန်တော်ပတ်တော့မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကပထမဆုံးမှာကျွန်တော်တို့ဒီ taxi ရမယ်အခန်းတွေရဲ့အတိုင်းပြုလုပ်ဖို့တွေကိုကျွန်တော်တို့က wire ကျိုးလေးကိုအာနည်းနည်းလေးယူထားမယ်ပေါ့နော်ဒီမှာကျွန်တော်တို့အာ60 30စနစ်လုပ်ဖို့တွေကိုကျွန်တော်တို့က wire ကျိုးကိုနည်းနည်းယူထားမယ်ပြီးွားရေကျွန်တော်ကဒီမှာ အဲ6အခန်းရဲ့နမူနာအတိုင်းလေးကိုကျွန်တော်တို့စာပြပြုလုပ်မယ်ပေါ့နော်။ဒီကကျွန်တော်ကြည့်မယ်။တနေ3 4 5 6။ဆောင်းမြောက်တိရအောင်ကျွန်တော်တို့ကြည့်မယ်။ပြီးပါလို့ရှိရင်ကျွန်တော်တို့ဟိုဘက်မှာဒီထက်ထားတဲ့ကျွန်တော်တို့ဒီ slot ပေါ့နော်ဒီစကူကလေးတွေနဲ့ကျွန်တော်တို့ကမတိမ်မရိပ်လေးရရှိအောင်ကျွန်တော်တို့ကနမူနာအနေနဲ့တိုင်းယူလိုက်တာဖြစ်ပါတယ်ခင်ဗျာနော်။ Okay ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ ီမှာရှိတဲ့စစ်ကူလေးနဲ့ကျော်တို့မတိတ်မရိတ်လေးပေါ့နော်နည်းနည်းလေးကက်ကက်လေးပေါ့ဒီမှာဒီကစစ်ကူထိတ်ဆိုကျွန်တော်ဝိုင်ယာလေးကိုဒီလိုလေးအဲကက်ကက်လေးနော်ဒီမှာလည်းကျွန်တော်တို့ကဒီဘက်ကိုလည်းကြည့်မယ်နှစ်ဖက်စလုံးကိုကျွန်တော်တို့မြတ်တာပြီးတော့ယူမယ်နော်တူလို့ရည်လည်းမကောင်းဘူးဆီလို့ရည်လည်းမကောင်းဘူးအဲ့တော့ကျွန်တော်တို့ကမတူမစီလေးပြုလုပ်ပေးရမှာဖြစ်ပါတယ် ကဖေလေးတောက်လိုက်ပါတယ်ခင်ဗျာနော်အဲ့တော့ဒီမှာကျွန်တော်တို့စားပြီးကွေမယ်စားပြီးတော့ကျွန်တော်တို့အဓိကကို30နဲ့တပင်ရစီအောင်ကျွန်တော်ကခွေထက်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တော့ဒီစပွဲပေါ်မှာပေါ့နော်ဒီလိုလေးဒီလိုလေးတိုက်ထောက်ပြီးလို့စီရင်ကျွန်တော်လိုအပ်တဲ့အရေးအတွက်လေးကိုကျွန်တော်တို့ကပြုလုပ်ထည့်သွားရမှာဖြစ်ပါတယ်ခင်ဗျာနော်အဲ့ဒီမှာမြေ3 4 5 6 9 10 11 12 13 14 15 16 17 18 19 စလူးစံအစချောက်ဆက်ဆက်စကုတ်နဲ့ဆက်နဲ့ဆက်တဲ့နဲ့ဆက်နဲ့ဆက်တို့နဲ့ဆက်လူးနဲ့ဆက်နဲ့ဆက်နဲ့ကို30 30နဲ့တက်ဟုတ်ပြီနော်30နဲ့တက်ရစီလာပြီဆိုရင်တို့ကထက်ရမယ့်မြောင်းခဲကိုကျွန်တော်တို့စပြီးတော့ထက်တော့မှာဖြစ်ပါတယ်ဒီ31ရက်အခါမှာကျတော့ကျွန်တော်တို့အပေါ်မှာစတက်ကွိုင်လေးပြန်ထမ်းအောင်မယ်ပေါ့နော်ကျွန်တော်တို့လိုအပ်တယ်လို့ထက်လိုက်ပြီးပြီဆိုရင်ကျွန်တော်တို့ကသူ့မှာ အပေါ်မှာကျွန်တော်တို့ကအာ start coil လေး sorry နော် start coil လေးပြန်ဆိုင်ရအောင်မယ်ဆိုတော့ကျွန်တော်တို့ကဒီအပေါ်မှာဒီလိုမျိုးအစိုက်ရောင်စစ်ကူလေးကိုကျွန်တော်တို့ခံပေးရမှာဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်တို့ကအစိုက်ရောင်စစ်ကူလေးကိုယူမယ်ယူပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဆလုံးများအတွက်ပေါ့နော်ထုတ်ထည့်လာရမယ်အရွယ်စားလေးကိုကျွန်တော်တို့ဖြတ်လိုက်ပါမယ်ဖြတ်လိုက်မယ် အဲပြီးတော့ပြီးတော့ရင်ကျွန်တော်တို့ကဒီမှာ quay ရဲ့ကျွန်တော်4670တိရစီအောင်ကျွန်တော်ဒီစစ်စစ်လေးထားကြည့်မယ်ပေါ့နော်စစ်စစ်လေးထားလို့ရှိရင်လည်းပဲကျွန်တော်တို့ကအာ quay ထဲတဲ့အခါမှာနည်းနည်းတော့ခက်သွားမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကသူ့ကိုဒီဟာလေးကိုအရင်ဆုံး6ခန်းတိရအောင်ကျွန်တော်ကခဏထပ်လိုက်မယ်1 2 3 4 5မှာကျွန်တော်6ခန်းမှာ နောက်တာတစ်ချမ်းကိုထပ်ပြီးတော့ထည့်ပြီးပေါ့နော်နောက်တာတစ်ချမ်းကိုထည့်ပြီးโอเคအဲဒါဆိုရင်အတွဲမှာကျွန်တော်တို့ကလေးမြောင်းကြာနေမှာပေါ့အဲ့ဒီလေးမြောင်းမှာကျတော့ကျွန်တော်က star quail လေးထပ်ထည့်ပေးရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်ကသူ့ကိုဒီအဖြူရောက်လေးကိုခဏထည့်ထားမှာပေါ့နော်ဒီကံပေးပါပြီးတော့မှကျွန်တော်တို့ကဒီပြုတ်လုချင်တဲ့အကြောင်းအရာလေးကိုကျွန်တော်ပြန်ပြောမယ် ဒေါ်လာဆန်မှာကျွန်တော်ကဒီမှာအရွယ်ရှိရှိလေးပေါ့နော်ခဏထည့်ထားမယ်ခဏထည့်ထားမယ်ဒီပြီးွားရင်ကျွန်တော်တို့ကကွိုင်းရဲ့အနေထားလေးကိုပေါ့နော်ဒီမှာဆိုရင်ချော်ချော်လေးပြင်ရအောင်ကျွန်တော်ကနည်းနည်းလေးအဲဒီဝိုက်ဝိုက်လေးပြင်အောင်ကျွန်တော်ကညှိယူလိုက်မယ်ပြီးရင်ကွိုင်းလေးကိုတတလေးပြပြလေးကျွန်တော်တို့ မရိုက်ဘဲနဲ့တို့ဒီတိုင်းလေးနှိပ်ချထားမယ်ပေါ့နော်ဒီ slot အတွေ့အစက်ကူတွေတဲ့နှိပ်ချသွားကျွန်တော်တို့ကပြုလုပ်ထားမယ်ပေါ့နောက်ထပ်အဲဒီမှာ coin လေးထပ်ထည့်လို့ရှိရင်ကျွန်တော်တို့ကမကြက်မတင်းမနေအောင်ပေါ့နော်ဒါကဖြုတ်ကြရရလဲ꽌ရချောင်းပါလေခင်ဗျာเนาะအဲဒါကျွန်တော်ဒီမှာထပ်ပြီးတော့တိုင်းမယ် ပြီးပါကျွန်တော်တို့ကနမူနာအတိုင်းလေးတစ်ခုထပ်လုံမယ်ပေါ့နော်အလုံးပဲအဲဒီမှာလည်းပဲကျွန်တော်တို့က white ထပ်ပါမယ်နော်အပေါ်မှာလည်းပဲကျွန်တော်တို့က60 30စနစ်ပဲဖြစ်ပါတယ်အဲ့တော့ဒီမှာလည်းပဲကျွန်တော်တို့က white ထပ်ပြီးွားလို့ရှိရင်ဒီကအပေါ်မှာ start white လေးပြန်ပြီးတော့ထပ်ပေးရအောင်မှာဖြစ်ပါတယ်နော်ဘလော့ဇင်မှာကျွန်တော်တို့က running white လေးထပ်ဖို့အတွက်အရင်ဆုံးနမူနာအတိုင်းလေးကိုကျွန်တော်တို့အခုဒီ ပထမတစ်ခုထည့်လိုက်ပြီးလို့ရှိရင်ကျွန်တော်ဒုတိယ coin တွေကိုဒီအငင်ထက်ပြီးသားအတိုင်းပြုလုပ်တဲ့အခါမှာထက်ပြီးသား coin နဲ့ကတ်နေရမှာဖြစ်ပါတယ်နော်ဒီကျိုးနဲ့ဒီ coin နဲ့ကတ်နေရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ကဒီမှာနမူနာလေးတစ်ပင်တိုက်ထုတ်လာပြီးလို့ရှိရင်ပြောနေကြအတိုင်းပဲအပြင်ကိုထုတ်ပြီးမှကျွန်တော်ကဒီမှာထပ်ပြီးတော့လိုအပ်တဲ့ coin တွေကိုခွေးသွားမယ်ဒါကတော့50နဲ့3ပတ်လုံးဒီမှာချက်ကိုရှေ့ကိုတက်ဆက်ဆက်နေစတော့ဇလူးစမတ်ချက် ဆန်းနေတယ်ဘယ်လိုလုပ်လဲဘယ်လိုချက်အဲ့ကျွန်တော်ကောနဆာဘူတော့တော့တဲ့တယ်တောင်းတောင်းချက်ကောနဆာကိုလေးလေးတဲ့လေးနေ၄၀နေပဲယူမယ်ဒီမှာဒပင်စီတဲ့အတွက်ဒါကျွန်တော်တို့၄၀နဲ့၃ပင်ရရှိသွားမှာဖြစ်ပါတယ်အဲပြီးပါကျွန်တော်တို့ကွိုင်းလေးကိုနည်းနည်းလေးတန်းအောင်ညှိပြီးလို့ရှိရင်ဒီလိုအပ်တဲ့ကျွန်တော်တို့ဒီမြောက်ခဲကိုကျွန်တော်တို့အထက်ပေးရမှာဖြစ်ပါတယ်ဒီမှာဆိုရင် အပြောနေကြတိုင်ပဲကျွန်တော်ကဒီ baby chain ကိုအရင်ထည့်လိုက်မယ်။ဟုတ်ကဲ့ baby lip chain ကအရင်ထည့်ပြီးမှဒီဘက်ညာဘက်လမ်းညာဘက်လက်ကနေပြီးတော့ quality တွေကိုလိုအပ်တယ်လို့ညီလိုက်တယ်။ပြီးတော့ကျွန်တော်ကဒီ fuel oil လေးနဲ့ပဲယာယီခဏထည့်ထားမယ်ပေါ့နော်။ယာယီခဏထည့်ထားမယ်။မလဲကျွန်တော်တို့လိုအပ်တယ်လို့နည်းနည်းလေးကားမယ်ပေါ့နော်။ဒီဘက်ကိုပြန်လဲမယ်ကားမယ်။ ဒီဒီပချမ်းကိုကျွန်တော်တို့ဟိုဘက်ဘဲဘက်လက်ကဘဲဘက်လက်ကိုကျွန်တော်တို့ quality တွေကိုအရင်ထည့်မယ်တနည်းစီပေါ့နော်အဲဘဲဘက်လက်ကထည့်ပြီးသွားလို့ဆိုဒီဘက်ညာဘက်လက်မှာဒီမှာတချမ်းကြံရတဲ့ quality တွေကိုကျွန်တော်တို့ကဒီ quality ကိုနည်းနည်းလေးအပင်ငယ်တဲ့အတွက်ဒီမှာကျွန်တော်နည်းနည်းလေး sweat တင်လိုက်လို့ရှိရင် तू ကမြောင်းတဲ့ကိုသူ့ရဲ့သူ automatic အဲကြာသွားတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ quality ထည့်တဲ့နေရာမှာတချမ်းကို ဆလောမြောင်းဒီလိုလေးအစီအစီတဲ့နေရာမှာကျွန်တော်တို့ဒီဘက်တစ်ချမ်းကိုတုတ်ပုတ်တပုတ်လောက်ထည့်ပြီးလို့ဆိုဒီဘက်ကကြံနေတဲ့ဟာကိုကျွန်တော်ဆွဲချသွားတာဖြစ်ပါတယ်။ဒါဒီမှာ꽌ကျိုးလေးသေးတဲ့အတွက်သူကကျွန်တော်တို့꽌ထည့်ရတော့လွယ်ပေါ့နော်။အဲအဲ့လိုအဲ့လိုအပြင်ကျွန်တော်တို့ကဒီမှာဘယ်လိုအပ်တယ်လို့ဝိုင်းဝိုင်းလေးပြန်ညှိပြီးလို့ဆိုရင်ကျွန်တော်အသားလေးသူ့ကိုနှိပ်ချထားမှာပေါ့နော်။နှိပ်ချထားပြီးမယ်။ဒီဘက်မှာလည်းပဲကျွန်တော်တို့ကဘယ်လိုအပ်တယ်လို့ ကွာကိုဝိုက်ဝိုက်လေးပြအောင်လှုပ်လိုက်ပြီးလို့ရှိရင်တို့ကလိုအပ်တယ်လို့နှိပ်ချထားမယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာပြီးသွားပြီအာဒါ68ကြီးကျွန်တော်တို့အခန်း30တွဲကျွန်တော်တို့နမူနာလေးတစ်ပိတ်အတိုင်းပဲပေါ့နော်နမူနာလေးတစ်ပိတ်တိုင်းလာပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာအလက်ဘဟုကမှာကျွန်တော်တို့ကခောက်လိုက်ပြီးဆိုပြန်ပြီးတော့ယူထုတ်လာမယ်ဒီခောက်ရလေးကနေကျွန်တော်တို့ပြန်ပတ်မယ်ပေါ့နော်ဒီမှာကျွန်တော်တို့ကနောက်ထပ်အတိုင်းလေးတစ်ခုပြုလုပ်မယ်ပေါ့နော်ဒါကြတော့30ခန်းတွင် ဟုတ်ပြီဟုတ်တဲ့တိုင်းကြီးမှန်မရတော့ဘူးတိုးသွားပြီကဲဒီမှာဆိုလဲကျွန်တော်တို့ကနမူနာအတိုင်းလေးတစ်ခုပေါ့နော်ဟိုဘက်ကကြည့်လိုက်ပြီလို့ရှိရင်ကျွန်တော်က AC ထိုက်ထားတဲ့ wire နဲ့ကန့်နေအောင်လှုပ်ချပြီလို့ရှိရင်ကျွန်တော်တို့ဒီဘက်ကိုပြန်ပြီးတော့နမူနာအတိုင်းလေးပြုလုပ်မယ်ပေါ့နော်ဒီထဲမှာကျွန်တော်ကချစ်ချစ်လေးလေးလေးလိမ့်မယ်ပြီးတော့ဒီမှာနည်းနည်းလေးပြန်ခွာမယ် ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီမှာအတိုင်းလေးတစ်ခုတိုင်ရလာပြီပေါ့နော်လူအန်တလို့စေတိုလေးကိုကိုယ့်အကူညှိယူပေါ့နော်ကြီးကောင်းညင်တာပထမပိုင်းမှာကျတော့ကျွန်တော်တို့ကအစာပြေလေးလာရင်ညီကိုများကျတော့နည်းနည်းပါးပါးအဆင်မပြေတာလေးတွေစေဝါတူဝါတာတွေဒါတွေကတော့ဖြစ်တတ်ပါတယ်ပေါ့နော်ဒါတဖြည်းဖြည်းနဲ့ကိုအလုတ်လုတ်နေရင်းနဲ့ပဲပြန်ပြီးတော့အတွေ့အကြုံလေးတွေပြန်ရလာလို့စီရောဒီလောက်လေးအစီတူလေးကအတော်ပဲဟွာလေးကကျတော့ရှည်တယ်ဒီကလေးဆိုတော့ကိုယ့်အကူပြတ်တုံးတန့်ယူရမှာဖြစ်ပါတယ်နော် nè tàu lì ma cha có sự vô sẽ sẽ bị sẽ nè sẽ tàu sẽ lì sẽ ngã sẽ chào sẽ có sẽ 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 có nè sẽ nè để nè 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 tàu hơn nè chỉ nè còn nè sẽ nè cố tàu sẽ tàu chạy tàu tàu nè tàu mà tàu chạy tàu có sẽ tàu có lì lì tự lì nè lì tàu lì nè lì tàu lì sẽ lì cố ngã sẽ ngã tàu ngã đi ngã đi ngã đi စီနော်ကိုချာချာတော့ချာချာချာဆက်ဆံဒီမှာကျွန်တော်65ဒီအပြင်မှာနမူနာလေးတစ်ပင်လုပ်ထားတယ်ပဲကျွန်တော်က66ကိုရရှိသွားမှာဖြစ်ပါတယ်ခင်ဗျာနော်66ရရှိပြီဆိုရင်ကျွန်တော်တို့ဒီမှာပြန်ပြီးတော့မြောင်းထဲကိုကျွန်တော်တို့ပြန်ပြီးတော့ထည့်မယ်ပေါ့နော်အဲပြောလို့ကြာအတိုင်းပဲကျွန်တော်ဟိုဘက်ကိုပပိလေးပချမ်းကိုကျွန်တော်အရင်ထက်ညာဘက်ကလှောက်ချပပိချမ်းကိုအရင်ထက်မယ်ပြီးရင် ညာဘက်ကလှုပ်ချမယ်ဒီတိုက်လေးပဲပေါ့နော်ကျွန်တော်တို့ကဒီမှာအဲအတွေ့ပိုင်းကိုကျွန်တော်တို့ညာမပြနိုင်တဲ့အတွက်တောင်းပန်ပါတယ်မော်တော်အလုံးကြီးတွေပန်းပြီးပန်းလို့ကြုံတဲ့အခါမှာကျတော့ကျွန်တော်တို့သိစိတ်လေးပြန်ပြီးတော့ဆင်ပြပေးမယ်ပေါ့နော်ဒါဒီမှာကျွန်တော်တို့ထက်သွားမယ်ပြီးရင်ကျွန်တော်ဒါလေးကိုနည်းနည်းညှိမယ်ပေါ့ပြီးရင်ဒီဘက်ကိုပြန်လာပြလို့ရှိရင်ဒီမှာ꽌ကိုကျွန်တော်တို့ကလိုအပ်တယ်လို့မြောက်ရဲ့ထက်စီရမယ်မြောက်ဖြစ်ကျွန်တော်တို့ကနည်းနည်းလေးရောက်စီအောင်ကားပေးရမှာပေါ့ပြီးတော့နော် ပြီးွားရင်ကျွန်တော်တို့ကဒီမှာ Okay အဲ point လေးတွေကိုကျွန်တော်တို့ပြပြချင်းပဲထည့်သွားမယ်ပေါ့နော်ထည့်သွားမယ် Okay ရရှိလာမယ်ဆိုရင်ကျွန်တော်ဒီဘက်ကိုပြန်ပြီးတော့လောက်ချမယ်ပေါ့နော်ဒီပိုင်းကျွန်တော်တို့ကဒီမှာ ောက်ပြီးရရှိလာပြီဆိုရင်ကျွန်တော်တို့အဒီမှာအောက်ဆလော်လေးကိုပြန်ပြီးတော့ထည့်မယ်ပေါ့နော်โอเคဒါဆိုရင်ဒီမှာကျွန်တော်တို့ကကွိုင်းလေးကိုကြီးကောင်းမြင်တာအောင်ကျွန်တော်တို့နည်းနည်းလေးညှိမယ်ပေါ့နော်ဒီမှာ guide glue လေးရှိနေရင် wire လေးကိုကျွန်တော်တို့တဖြည်းဖြည်းချင်းဆွတ်ထည့်သွားမယ်ပြီးတော့ကျွန်တော်ဒီမှာနည်းနည်းလေးအာဝိုင်းဝိုင်းလေးဖြစ်အောင်ပေါ့နော်ဖြစ်ချပြီးလို့ရတယ်ကျွန်တော်ချိုးပြီးလို့ရှိရင်ကျွန်တော်ဒီကာဝေးလေးကိုကျွန်တော်က ခွိုင်လေးကိုပြစ်ချထားမယ်ပေါ့နော်မြင်နေရတဲ့အတိုင်းပဲဒါအရာဟောတရားတည်းဖြစ်နေတဲ့အတွက်နည်းနည်းလေးတော့ဒါကျွန်တော်တို့ခွိုင်စဖြုတ်ကြတဲ့ကလည်းပဲသူကချောင်ချောင်လေးပါနော်ချောင်ချောင်လေးပါပဲဒါတရုတ်မော်တာလေးပေါ့ဗျာနော်အဲနောက်ဆုံးတစ်ခုကျွန်တော်တို့ကအခန်းဆက်နေတဲ့ကျွန်တော်တို့ဒီမှာအတိုင်းလေးကိုပြန်ပြီးတော့ပြုလုပ်မယ်ပေါ့နော်တိုင်းလေးကိုပြန်ပြီးပြုလုပ်မယ် okay ရရှိလာပြီဆိုရင်ကျွန်တော်တို့ခဏလေးခောက်ပြီးထားထားပြီးရင်အဲဒီမှာနမူနာအတိုင်းလေးပိုင်ခွေရမယ်ကျွန်တော်အွယ်စားလေးကိုပြန်လုပ်မယ်ပေါ့နော်ဒီကျွန်တော်တို့ကအလဲဘဟုမှာလာပြီးတော့ရှုံမယ်ရှုပ်ပြီးရင်ဒီအလဲဘဟုဟာဟာလေးကိုကျွန်တော်တို့ကလိမ့်မယ်ပေါ့နော်အဲကွင်းလေးတစ်ကွင်းရအောင်ကျွန်တော်ကနမူနာကွင်းလေးပေါ့ ော်မာပုံလေးပေါ့အဲရစီလာရင်ကျွန်တော်တို့ကတခါထပ်ပြန်တိုက်မယ်ပေါ့နော်ဟိုတိုက်လိုက်တဲ့ဒီအတိုင်းလေးကဘလော့တော့ဖြစ်ရလားဒီဘက်မှာကန်အောင်ကြည့်ဟိုဘက်မှာနည်းနည်းကန်အောင်ကြည့် okay လိုအားရနည်းနည်းလေးလိတ်သွင်းရှင်းနေရင်ပေါ့နော်အဲပြီးွားရအစောနာကဒီမှာခောက်ထားတဲ့ဒီအပြာလေးကိုကျွန်တော်တို့ကကြိုက်ပြန်ခွင်မယ်ဟုတ်ပြီ အဲဒီမှာကျွန်တော်တို့က60နဲ့ကိုပေးပေါ့နော်ကျွန်တော်တို့ထက်စီသွားမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ဒီမှာဝိုင်းလေးတွေကိုအဲမြောက်ဖဲကိုရအောင်ကျွန်တော်တို့ကကျောင်းနေကြတိုင်းပဲဘေဘေးလေးဘေးကိုကျွန်တော်တို့အရင်ထက်ညာဘေးလေးကဆွဲဘေဘေးလေးကထက်ညာဘေးလေးကဆွဲအဲဒါဆိုရင်ဒီမှာရရှိလာပြီရရှိလာပြီဆိုတော့အတွဲမှာကျွန်တော်တို့က အပေါ်ကနေအောက်ဆလော်လေးအောက်ဆလော်လေးပြန်ထည့်မယ်ပေါ့နော်အောက်ဆလော်လေးထည့်ချပြန်ပြီးတော့ကျွန်တော်တို့ကဒီကောင်လေးကိုစွမ်းမယ်ပြီးတော့ဒီဘက်ကိုပြန်လှုပ်ချမယ်ပေါ့နော် င်းကျွန်တော်တို့ဒီမှာလိုအပ်တဲ့ quality view လေးတွေကိုကျွန်တော်တို့မြောက်ထဲဝင်အောင်ဘယ်ဘက်လက်ကအရင်ထည့်လို့ညာဘက်လက်ကပြန်ပြီးတော့ feature nature မှာဖြစ်ပါတယ်ခင်ဗျာနော်ထည့်သွားမယ်ဟုတ်ပြီရရှိလာပြီဆိုတော့ကျွန်တော်တို့ဒီ quality လေးကိုဒီကောင်းမြင်တာကျွန်တော်နေရာကြာထားပြီလို့ဆိုဒီထောင်းလေးကို ချိုးတောက်လေးကိုချိုးပြီးရင်ကျွန်တော်အဝိုင်းဝိုင်းလေးပြအောင်လှုပ်ချပြီးလို့ဆိုတော့ဒီမှာသူ့ကိုထားထားမယ်ပေါ့နော်အာ Okay ပြောရစေဒီဘက်ကိုလည်းပဲကျွန်တော်ဒီလိုလေးပဲอืมကဲဒီနေရာမှာကျွန်တော်ကဒီအတွင်းမှာကျွန်တော်တို့ခဏစကူလေးကိုယာယီထည့်ထားတယ်ပေါ့နော်ဒီကားလေးကိုကျွန်တော်ကပြကလော်ထုတ်မှာ ပြန်ပြီးတော့ယူထုတ်လိုက်မယ်ပေါ့နော်ကျွန်တော်ကထက်လို့တာကတော့ဒီလိုလေးပေါ့အဲစီစီလေးတပီးနည်းလေးစီနေတယ်နော်ဒါလေးနည်းနည်းဖျက်အဲ့မှာကျွန်တော်ကစီစီလေးထက်ချင်နေတယ်ပေါ့နော်ဒါအပေါ်ကနေကျွန်တော်တို့ဒီရခိုင်စိတ်ကူးလေးပြန်ထည့်တဲ့အခါမှာဆိုရင်အနှဲငယ်လေးအဆင်ပြေမယ်လို့တော့ကျွန်တော်ကစိတ်ထဲမှာထင်တယ်ပေါ့နော်စမ်းကြည့်မယ်ပေါ့နော်ဒါတစ်ခါမှတော့အဲ့လိုလေးတော့ ဟိုဟာမထက်ဘူးသေးဘူးเนาะဒါโอเคဆိုလိုရင်းอ่ะကြတော့ကျွန်တော်တို့ဒီမှာအတိုင်းစက်ကူလေးကိုဟာခေရဝီဘလို့ဖြစ်တာကအောက်စပြီးဒါဒီမှာဖြန်းလိုက်မယ်ပြန်ကျွန်တော်ကဒီလိုလေးထည့်မယ်ပြစိတ်ကူးတာပေါ့အဲဒီလိုလေးထည့်ကြည့်မယ်ဒါဆိုရင်ကျွန်တော်တို့က အပေါ်မှာတူကိုကျွန်တော်တို့ဒီလိုလေးအဲနော်ကဘာအနေနဲ့ပေါ့ဟိုစတက်ကွိုင်လေးလထားတဲ့ခါဆိုရင်ဂျာခန်စစ်ကူလေးထည့်လို့စီစရင်ပိတ်မဆုပ်တော့ဘူးလို့ကျွန်တော်ကထင်တယ်ပေါ့နော်ဒီအတူလေးထပ်ထားတဲ့ခါကျတော့အိုမရောက်ဒီမရောက်လေးတွေထပ်ထားမယ်ဆိုရင်ကျွန်တော်တို့ကအဲအခုဒီမှာဆိုရင်ကျွန်တော်တို့ဒီအပေါ်ကနေဒီလိုလေးလှုပ်ထားလိုက်မယ်ပေါ့နော်စတက်ကွိုင်လေးထပ်ထည့်လို့စီဒီအပေါ်မှာတင်းနေမယ် ဆိုတော့ဒီဂျားတဲ့ကိုကျွန်တော်တို့ကစက်ကူလေးဂျားခံစက်ကူလေးထည့်လို့စီတော့နည်းနည်းလေးစင်ပြေသွားမယ်လို့တော့စိတ်ထဲမှာထင်တယ်ပေါ့ဒါကြောင့်မို့ကျွန်တော်တို့ဒါလေးကိုကလော်ထုတ်မယ်ဒါရီကကြတော့ကျွန်တော် original motor အလုတ်ကြီးလေးမှာပတ်တဲ့အခါမှာမြင်ဘူးတဲ့အနေထားလေးပေါ့နော်ဒါပေမဲ့ကျွန်တော်ကလိုက်မထက်ကြည့်ဘူးသေးပါဘူးအခုဒီဓမ္မကကြတော့ကျွန်တော်ကအဲစမ်းပြီးတော့ထက်ကြည့်မယ်ပေါ့နော်အရင်ကကြတော့ကျွန်တော်ကဒီထည့်နည်းနည်းလေးစစ်စစ်ပြီးထည့်တဲ့အခါကျတော့ဒီ quality အာနောက်ထပ်ပေါ့နော် တဆန်နဲ့စနစ်ကိုပြတ်ထဲတဲ့ခါမှာဆိုရင်ကျွန်တော်တို့ကဝိုက်ထဲရတာနည်းနည်းခက်သွားတယ်ပေါ့နော်ဆိုတော့အစောနာကျွန်တော်ရာကြီးလေးအုပ်ထားလိုက်တယ်ပြီးတော့မှကျွန်တော်တို့ကအခုဒီမှာလိုအပ်တဲ့အရှိကိုကျွန်တော်တို့ကပြန်ပြီးတော့ထက်ချလိုက်တာဖြစ်ပါတယ်အဲဒါဆိုရင်အဆင်ပြေသွားပြီဒါကကျွန်တော်တို့ကဒီမော်တာကတော့ခြောင်နေတော့တော့နည်းနည်းလေးတော့ခြောင်တဲ့အနေထားရှိတဲ့ခါကျတော့လောက်ရလွယ်မို့နော်ကြက်တဲ့မော်တာများဆိုရင်ကျွန်တော်တို့အခက်အခဲအနေနဲ့ဖြစ်နိုင်ပါတယ်အဲ့တော့ဒါမျိုးလို့ဆိုတာနဲ့ အော်ဆမီယာဆမီယာယူဖန်တို့ခဘဆိုရင်ကျွန်တော်တို့ဒီမှာဝိုင်းလေးကိုထုတ်အဲအောက်ဆလော့လေးထုတ်တက်ပြီလို့ဆိုရင်ဒီလိုလေးဖြားထားမယ်ပေါ့နော်အဲဒါဆိုရင်ကျွန်တော်စတကွိုင်းလာထားတဲ့အခါမှာနောက်ထပ်ဒီထက်ကဂျားခံလေးဒီလိုလေးထက်လို့ဆိုရင်ကျွန်တော်ဝိုင်းဂျားတွေကိုဝင်တော့အရင်ဆိုရင်ကျွန်တော်ဒီဝိုင်းဂျားတွေဝင်တယ်ပေါ့နော် ါလည်းအတွေ့အကြုံလေးတွေပေါ့နော်။ငရင်းလုပ်ရင်လည်းပဲအာဘယ်ဟာလေးကောင်းလဲဆိုတာကိုပြောင်းလဲလုပ်ကြည့်တာဖြစ်ပါတယ်။အဲ့တော့6 6 7 7နင်းအဲ့ဒါကျွန်တော်တို့က6 6 7 7နင်းစတာကြည့်ရပေါ့နော်음โอเคဒါဆိုရင်အခုကျွန်တော်တို့ကပထမတပိုးမှာကျွန်တော်နိုင်ရီလက်တိုင်ရဲ့ပုံမှန်တိုင်းလဲလာပြီးလို့ရှိရင်အခုဒီမှာနိုင်ရီလက်တိုင်ရဲ့စမ်းကျင်ဘက်ပေါ့နော်ဒီဘက်ကညာဘက်ကဝယ်ဘဲဘူးပြပြမယ် ပထမမှာကျတော့ကျွန်တော်ကဘယ်ဘက်ကဝင်ပြီးညာကိုပြန်ထွက်လာတာဒီကအိတ်ကလေးကောဝါဆိုမော်တာရဲ့လူတီစင်းကိုကြည့်မယ်ဆိုတော့ကက CW 9လစ်တိုင်ရဲ့ပုံမှန်တိုင် CCW 9လစ်တိုင်ရဲ့ရောင်းပြစမ်းကြည့်ပေးပါဦးဒါစမယ်အင်း3 2 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 ်ဆိုတော့ကို30အဲဒီမှာဆိုရင်30ဒီမှာအပြင်မှာတပင်ဆိုရင်30နဲ့တပင်ကိုရရှိမှာဖြစ်ပါတယ်ပြီးွားရင်ကျွန်တော်ကပြီးွားရင်ကျွန်တော်အစွမ်းနာလိုပဲရာကြီးအုတ်စလော့လေးကိုထည့်မယ်ပြီးတော့မှကျွန်တော်ကအုတ်စလော့အစီပြန်ထည့်မယ်ပေါ့နော်အဲအဲ့လိုမျိုးဒါစမ်းတန့်ကြည့်တာပေါ့နော်စမ်းတန့်ပြီးတော့လုတ်ကြည့်မယ်ပေါ့အာဂျာခန်စက်ကူလေးထည့်လို့ရှိရင်ဘလို့အဆင်ပြေလဲပေါ့ဟုတ်ကဲ့ဒီကျွန်တော်ဒီမှာထက်တတ်မယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 6ခန်းကိုရောက်ကျွန်တော်ကွိုင်းလေးကိုထည့်သွားမယ်။ဒီရာယူအုပ်စလော့လေးတစ်ခါပြန်ထည့်မယ်။ဒီရောအဲ့ပြီးရင်ကျွန်တော်ကွိုင်းလေးကိုနည်းနည်းလေးညှိယူမယ်ပေါ့နော်။အဲ။ဝိုင်ဝိုင်လေးဒီမှာလည်းပဲကျွန်တော်ကဝိုင်ဝိုင်လေးပြီးရင်နှိပ်ချထားမယ်။အဲဒီမှာကျတော့ဒုတိယအပိုးမှာကျတော့ကျွန်တော်အတိုင်းလေးတွေဟိုပြုလုပ်ကြမလို့တော့ဘောနော်ဒီမှာပဲ။

listen at all. we know and I'll get him okay catch up you said oh yeah ye oh slowly to chat on him yeah let's chat on him yeah comment เนาะလိုအပ်တယ်လို့တော့ကားယူမယ်ပြီးရင်ဒီမှာထည့်မယ်ဖေဘေးလေးကအရင်ထည့်ချလိုက်တယ်ညာဘေးလေးကဝိုင်းလေး